ကြားလုံးမင်္ဂလာပါဒီတစ်ခါမှာတော့ရှာပိတ်တက်တီထဲမှာလောကကြီးကိုအဆုံးပေးခြင်းလောက်အောင်ပေါ့နော်လောကကြီးကိုအဆုံးပေးခြင်းလောက်အောင်ထိတေတေခြင်းစိတ်ပေါအောင်ထိပေါ့နော်အဲ့လိုစိတ်ညစ်နေတဲ့လူတွေလောကကိုအဆုံးပေးခြင်းလောက်အောင်ထိစိတ်ဓာတ်ကျနေတဲ့လူတွေကံနေအရဆိုးနေတဲ့လူတွေဘာလုံးလုံးအဆင်မပြေဘူးဆိုတဲ့လူတွေပါကောင်းပါနိုင်တယ်အဲ့တော့လောကကြီးကိုစိတ်ကုန်ပြီးတော့မှတချို့တေခြင်းလောက်အောင်ထိအောင်ဖြစ်နေတဲ့ လောကဓာတ်မျိုးကြုံရတဲ့လူတွေရှိနိုင်တယ်ဒီအသက်40 50ဝန်းကျင်ရှိပြီဆိုတဲ့လူတွေကတော့အဲ့ဒီလောကဓာတ်ကိုဒူတိုင်းလောက်နှီးပါဖြတ်တန်းခဲ့ကြမှာပါကျွန်တော်တို့လည်းဖြတ်တန်းခဲ့ဥပါတယ်เนาะကျွန်တော်ကိုယ်လည်းဖြတ်တန်းခဲ့ဥပါတယ်တေတေလိုက်ထားမှာကောင်းအောင်ပဲကွာအဲ့လိုအဲ့လိုမျိုးတိတွေးမိအောင်လောကဓာတ်နဲ့ရင်ဆိုင်ခဲ့ရဥပါတယ်ဟုတ်ပြီအဲ့လိုမျိုးခပ်ပောက်ပိတ်နေပြီဘာမှဘူးမှလည်းအားကိုးလို့လည်းမရတော့ဘူးဘလို့ဖြည့်ဆင်းလို့ဖြည့်ဆင်းရမယ်မသိတော့ဘူးဆိုလို့ရှိရင်အဲ့တော့ရင်းနှစ်တူပါเนาะကောက်ရိုးတက်မြင်ဆိုလို့ပဲအခု ဆရာမိတ်ဆွေတွေတဲ့အထောက်ကူလေးရအောင်ကျွန်တော်ရရပေးကြလို့ပါအဲ့တော့မိတ်ဆွေတို့အနေနဲ့နာရီသတင်းစာရအောင်ရှားမယ်နာရီသတင်းစာနာရီသတင်းစာဆိုတာဘာလဲမြမအလင်းသတင်းစာနဲ့ကျင်းမုံသတင်းစာရဲ့နောက်ဆုံးစာရွက်မှာပါတယ်နော်မြမအလင်းသတင်းစာနဲ့ကျင်းမုံသတင်းစာရဲ့နောက်ဆုံးစာရွက်မှာပါတယ်အဲနာရီသတင်းစာကိုရအောင်ရှားလိုက်ပါရတယ်အဟောင်းလည်းရတယ်အတစ်လည်းရတယ်ဟိုလွန်ခဲ့တဲ့၄၅နှစ်လောက်ကနာရီသတင်းလည်းရတယ်နာရီသတင်းစာဆိုပြီးတော့ရတယ်နော်အဲ့တော့လည်းဖိတ်တဲ့နေပါလိမ့်မယ်မေးဝယ်ပေါ့ဗျာမေးမေးပေါ့ဗျာမရှိပါလေနော်မြမလည်းသတင်းစာနဲ့ကျင်းမုံသတင်းစာရှိပါလေနော် အဲ့မှာနောက်ဆုံးစာရွက်မှာနိုင်ရည်တဲ့အဲ့နိုင်ရည်တဲ့ပါတဲ့စာမျက်နှာအောက်ကခံပြီးတော့မှခြေတဲ့လေးတွေလက်တဲ့လေးတွေကိုအနှဲငယ်အဲ့နိုင်ရည်တဲ့စာပေါ့ညှက်ချပါနောက်ခြေတဲ့လက်ခြေချောင်း၁၀ချောင်းသလုံးညှက်ချပါနောက်ခြေ၁၀ချောင်းအပြည့်ပါတဲ့လူဆိုရင်ပြောတာပေါ့နော်တချို့က၁၀ချောင်းအပြည့်မပါတာရှိတယ်တချို့ကျတော့၁၁ချောင်းဖြစ်နေတာမျိုးတွေရှိတယ်အကုန်လုံးညှက်ပါလက်ချောင်းလက်တဲ့လေးတွေလည်းညှက်ပါအဲ့နိုင်ရည်တဲ့စာပေါ့ညှက်ပါဘယ်ချိန်မှလောက်ရမှာတော့ ਨੇ မိမိကငွေနေညက်နေမှလောက်ရမှာ ိမိရဲ့ဝင်းတဲ့ညနေဆိုတာကိုကတနင်္ဂနွေသားသမီးဆိုတနင်္ဂနွေနေ့ညနေကိုပြောတာဟိုလူဘွားတွေကိုစရောက်လာတဲ့မွေးနေ့ထီစောင့်စောင့်ကြရမလို့နော်ကိုကတနင်္ဂနွေဆိုတနင်္ဂနွေနေ့ညနေကိုကအင်္ဂါဆိုအင်္ဂါနေ့ညနေအဲ့ဒါကိုပြောတာအဲ့တော့အင်္ဂါညနေမှာလောက်ပါ၄နာရီခွဲကနေခွန်နာရီခွဲတွန်းမှာလောက်ပါအဲ့နာရီတဲ့စားပါဦးလက်သေးလေးတွေခြေသေးလေးတွေညှက်ချမယ်ညှက်ညှက်ပဲစပန်လေးလေးနည်းနည်းလေးညှက်လိုက်ပါစပန်လေးလေးနည်းနည်းလေးစရီလေးညှက်ပြီးတော့မှထည့်လိုက်ပါအဲ့နာရီတဲ့စားပါထည့်လိုက်နောက်တစ်ခုအရေးကြီးတာလို့လေအဲ့ဒါနန်တင်အသားနန်တင် နန်တအသားလိုတယ်နန်တအဲ့တော့တနည်းကလေးဆိုစင်အင်သားတော့မဟုတ်အုံးလက်ပေါ့နော်အုံးလက်ရတယ်ဘယ်ဘက်လက်နဲ့တိုက်ဖြတ်တမိုက်လောက်ဆိုရပြီနော်အဲ့ဒါတိုက်ဖြတ်ဒါနဲ့ဖြတ်တနည်းကလေးဆိုရင်အင်သားအုံးသားပေါ့နော်တနည်းလားဆိုလို့ရှိရင်ကုတ်ကိုတာအကျွန်းသားပေါ့နော်ခန့်ကိုတော့မတုံးနဲ့ခန့်ကိုတော့မတုံးခန့်ကိုကကျွန်တော်တို့ကောင်းတဲ့နေရာမှာတုံးမှာမို့လို့နော်အဲ့တော့တနည်းလားတော့ကုတ်ကိုတာကျွန်းသားကြံရိုးရတယ်နော်အဲဟုတ်ပြီအင်္ဂါအင်္ဂါကျတော့ဇီးသားရတယ်ညောင်သားမတုံးနဲ့နော်အင်္ဂါဇီးသားရတယ် နောက်တစ်ခါဘုရဘုဘုရဘုကဝါရတာပေါ့နော်ဝါဝါဘယ်ဘက်နဲ့တိုက်ဖြတ်လိုက်ပေါ့နော်နောက်ကြတာပတိကြတာပြပောက်တာ ပြင်းမာတာရတယ်နော်ကြတာပတိပောက်တာပြင်းမာတာအဲတခုသုံးမှရပါတယ်တောက်ကြတောက်ကြတော့တီဟိုတာတီတာတန်တာရပါတယ်ဘယ်ဘက်နဲ့တိုက်ဖြတ်နော်ဘယ်ဘက်နဲ့နော်ဘယ်ဘက်နဲ့နော်တမိုက်လောက်ဆိုရပြီလုံးဘက်ကလည်းရတယ်လက်ညှိုးလောက်လက်မလောက်ရတယ်နော်အဲ့မှာစာရေးမစာရေးမှာစနေစနေဆိုရင်ရတယ်ထနောင်းတာထိန်တာတဲတာရပါတယ်နော်အဲ့ဒါဆိုနားလည်မယ်နော်ဘယ်ဘက်နဲ့တိုက်ဖြတ် အဲ့မှာစာရေးရမယ်ဗျဆော့ပြင်အနီရောင်နဲ့စာရေးရမယ်ဒီလိုမကာပင်နဲ့လည်းရေးလို့ရတယ်နော်မကာပင်အနီရောင်နဲ့ရေးလို့ရတယ်ဆော့ပြင်အနီရောင်နဲ့လည်းရေးလို့ရပါတယ်ဟုတ်ပြီနော်ဥပမာဥပမာဆိုပါလို့ဗျအဲဒါကအင်းသားဆိုပါတော့တနင်္ဂနွေသားတမီလောက်တယ်ဆိုအဲ့မှာရေးရမယ်အဲတနင်္ဂနွေတမီဘာမတ်ဘဒူမှာကြုံတွေ့နေရတဲ့အပူတော့ကမှန်နဲ့မြငွေကြေးတော့ကဆိုလဲငွေကြေးတော့ကမှန်နဲ့မြစိတ်ညစ်စရာမှန်နဲ့မြအရာအလုံး နင်းနဲ့အတူပါသွားစေလို့ရေးလိုက်ပါနင်းနာငယ်ရေးငါတနင်းနင်းဆိုတာဒီအိုက်အုပ်အင်းသားကိုပြောတာတအုံးသားကိုပြောတာတနင်္ဂနွေတပြောနေရတော့နမူနာပြောနေတာရေးပြီးတော့မှအိုက်ဆိုတော့ခြေတဲ့လက်တဲ့7ထက်တာနိုင်ရေးတင်းစားပေါ့အဲ့ဒါလေးပါထက်ထက်ပြီးတော့မှအဲ့ဒီနိုင်ရေးတင်းစားနဲ့ပတ်လိုက်ပတ်ပတ်လိုက်တေးခွင်းစီမဆိုစင်တော့၃ခွင်းတော့နေရာစီအဖျားတစ်ခုအလဲတစ်ခုအရင်တစ်ခုတော့နေရာစီတည်ရခွင့်စီစီပြီးဘာလို့အမှားတော့ဦးเนี่ยအဲ့ဒီနေ့ အဲ့ဒီတလုံးနေနေညမှာမိမိအိတ်တဲ့ဘဲဘက်ခြေထောက်နားမှာထားအိတ်ဘဲဘက်ခြေထောက်နားမှာထားအိတ်နောက် နေ့ဆိုတော့တလုံးနေသားပြီးလုတ်တယ်ဆိုလို့ရှင်နောက်နေ့ကျဘာနေဖြစ်သွားလဲတန်းန်းလာနေမနေစောစောကြိုက်ပြီးတော့မှနေမထွက်ခင်မှာရေစီးတဲ့ချောင်းမြောင်းမှာတွားမြှောက်ပြလိုက်ဒါတေးပြီးဆိုတဲ့တဘောပဲနော်ဒါအဲ့ဒါအစားတေးခိုင်းလိုက်တာပဲနော်အစားတေးခိုင်းတာပဲအဲ့ဒါတေးပြီးဆိုတဲ့တဘောပဲနော်အဲ့တော့အဲ့ဒါကခင်ဗျားတို့ထပ်ပေါက်လုံးဝရလာလိမ့်မယ်နော်ကုညီမြတ်လူတွေပေါ်လာလိမ့်မယ်ဘဝအလင်းတန်းရောင်ကြီးတွေရလာလိမ့်မယ်ဆိုတော့အန်ဟောစရာကောင်းတယ်နော်အဲ့ဒါ ဟုတ်ပြီနော်ဒါကျွန်တော်မတင်ဘူးပါဘူးဒီရေတရားနော်အဲတချို့အဲ့လိုလူတွေဂျုံနေဂျုံတွေရတယ်တွေစီမှာဆိုလို့ဒီရေတရားကျွန်တော်စေနာစေတာပြီလာပြောတာနော်အဲ့တော့အင်္ဂါနေ့လောက်မှာအင်္ဂါထားလို့မဆိုအင်္ဂါနေ့ညနေမှာလောက်ဘယ်ဘက်ခြေမှာထားနောက်နေ့ဘုဒ္ဓဖုနေ့မနေ့ဆိုတော့ကိုကအဲ့တကရေစီးတဲ့ခြောက်မြောက်မြတ်မှာမြှောက်အောင်ဆိုတော့ကြိုတင်ကြည့်ထားပေါ့မနေ့မလင်းရင်နေမထွက်ခင်လည်းသွားအောင်မှာဆိုတော့ဘယ်ချောင်းကိုသွားမယ်ဘယ်မြောင်းကိုသွားမယ်ကိုကကြည့်ထားပေါ့တေချာတွေးထားညနေလည်းကတွေးထားအစနဲ့လောက်ထားပေါ့နောက်တကြမျက်မျက်နှာမတင်းနဲ့ဘာမှမလုပ်နဲ့ဦးနော် ဟိုအင်္ဂါလီဘိုင်းလည်းမသွားနိုင်ဘူးအဲ့အထုပ်ကိုယူပြီးတော့တန်းသွားညှော့ပြလိုက်တော့ဘယ်ဘက်နဲ့တက်ကြိုင်တော့ဘယ်ဘက်နဲ့ရေညှော့တဲ့ခါမှာဘယ်ဘက်နဲ့တက်ကြိုင်ပြီးတော့မှကျင်ညာပြီးညှော့ပြကဲကဲငါမှရှိတဲ့ဒုက္ခတောကအပူမှန်နေမြရေစုံညှော့ပြီးဟေးလို့လာပြောပြီးတော့နောက်နောက်လည်းမကြည့်ပဲပြန်လာခဲ့ပြီးတော့ခင်ဗျားတို့ယူပြလိုက်တယ်လို့ကောင်းသွားလိုက်မယ်နော်ယူပြလိုက်တယ်လို့ခင်ဗျားတို့ပြီးရင်ကျွန်တော်ယေရှုတင်နေပါလိမ့်မယ်နော်အဲထွက်ပေါက်ပိတ်နေတဲ့လူတွေအဲကုညီမဲ့တွေပေါ်လာပါလိမ့်မယ်တလက်စားလည်းကျွန်တော်ပြောချင်တာအခု2026 ရောက်တော့မယ်2025ကိုကျွန်တော်တို့နှုတ်ဆက်တော့မယ်အဲ့မှာ2026စစချင်းအရှင်ပြေခြင်းနဲ့ရေကြက်ရေမကြက်ကြီးတဲ့လူတွေအရောင်းဝယ်လုပ်နေတဲ့လူတွေပွဲစားလုပ်နေတဲ့လူတွေနော်ဘာပဲလုပ်လို့အလုတ်အလုတ်ကြီးကြီးလောက်တော့မယ်2026မှာကြီးပွားချမ်းသာကြတယ်ဆိုရင်2026ကိုစစချင်းတရက်နေမှာစထွန်းရတော့ဖျောင်းနိုင်နော်အဲ့တော့ကျွန်တော်တို့ Happy New Year ည30ရက်နေ့ညမဟုတ်လားနောက်ဇန်နဝါရီတရက်နေ့မှာစထွန်းရမယ်တရက်နေ့ညမှာစထွန်းရမယ်ဖျောင်းနိုင်ကိုကျွန်တော်စီမံပေးမယ် အဲ့ဒါလူရေ82ဦးစီမံပေးမယ်82ဦးနော်အဲ့ဒါဥရတို့အကြအကြပေါ့ဗျာဘာကြောင့်နေဝေးဓမ္မတွေကြတော့ကျွန်တော်ခုစောစီးဘာကြောင့်ပြန်လာလဲဆိုနေဝေးဓမ္မကြတခါလေး16ရက်ကြာတယ်ဗျာအဲ့ဒါကြောင့်သူတို့အရင်ပို့ပေးကျွန်တော်မလို့ဟိုဘက်မူဆယ်တို့ဟိုဘက်တာကြီးလိုက်တို့အဲ့လိုကော်တောင်းတို့ဒီမြဝတီတို့ပဲကြတော့သူကမုံရွာတို့အဲ့လိုပဲကြတော့ねကြာတတ်တယ်အဲ့ဒါကြောင့်ကျွန်တော်သူတို့အရင်ပို့ပေးကျွန်တော်မလို့ကျွန်တော်စောစီးပြောပြတာအဲ့ဒါဖြောင်းနိုင်ကျွန်တော်ပြမယ်အဲ့ဒါဖြစ်နိုင်တဲ့ဘာအောင်တွဲရဆိုလို့စီအကုန်ဖြစ်ပါလေကျွန်တော်စီမှာ လူပေါင်း90လောက်ရှိတယ်လာဆိုမှားနေတာအဖျောင်းနိုင်ကုန်ကန်ဒီပီဆရာပို့ပေးပါအောင်ဖျောင်းနိုင်ကုန်ကန်ဒီပီဆရာပို့ပေးအောင်ဆိုလူပေါင်း90လောက်ရှိတယ်အယောင်ဝယ်ဈေးအောင်ကောင်းကျင်တာအကျွေးရကျင်တာအကျွေးကျေကျင်တာအလောက်အကင်အယောင်ဝယ်တဲ့ကျင်တာအလောက်ကင်ကောင်းကျင်တာအလောက်ကောင်းငွေဝင်ကျင်တာအဲ့လိုပေါ့ဖြစ်နိုင်တဲ့ဘောင်အတွင်းရပေါ့နော်ဖြစ်နိုင်တဲ့ဘောင်အတွင်းရမှန်တယ်မြလုံးဝဖြစ်လာပါလိမ့်မယ်နော်အဲ့ဒါခင်ဗျတလပဲထွင်းကြည့်လိုက်ပါနော်အဲ့တချို့ကျတော့2လ3လစာမှားတယ်ရဝေးဓမ္မတွေကြောက်နော်အဲ့ 他妈我跟他今朝没有没有了钱，等腊月出去了吧？他他个他不要我。我他腊油嘛，好干的腊油嘛，他好干的腊油。他老干我我没做，老老干老老干我我没做。他今朝西面饼嘛，几百块钱嘛，吞下嘛。那他妈吞下来了嘛，吞了没有？今朝西面饼嘞，今朝西面饼嘛，几百块钱嘞，今朝特别的嘛。今朝西面饼嘞，几百块钱嘛，今朝今朝西面饼嘛，培养那个，明天再来，伢来吞下。 เนาะအဲ့ပြောင်းနိုင်တော့ဒီမှာလဲ1 2 3 4 5လို့ရေးပလိမ့်မယ်ဟုတ်ပြီเนาะအဲဒါဆိုလို့ရှင်အဲဒါဆိုရင်အဲ3ဒါဆိုရင်5တော့ဟုတ်ပြီเนาะအဲဒါဆိုရင်2အထုပ်เนาะ1 2 3 4 5လို့ကျွန်တော်ရေးပလိမ့်မယ်ဒီလိုပြောင်းနိုင်နေပါဟုတ်ပြီเนาะဒါဆိုဒါတလဆိုတာဒါအော်ဂန်လာယူမှာဟုတ်ပြီเนาะဆိုတော့အဲ့ဒါ82ဦးပေါ့เนาะအဲ့ဒါဆို1ပြပြီးလို့ရှင်ရင်2နေပြီ3 3ပြီ4 4ပြီ5အစင်တိုင်းထွန်းအကျပကံကောင်းမှာလေပိုပန်းလေးတက်ပြီးတော့မှာထွန်း ဖြစ်နိုင်တဲ့ဘောင်တွေကကိစ္စမှန်တယ်များဖြစ်လာလိမ့်မယ်အဲ့တော့2026စစချင်း2026ခုနှစ်စစချင်းအစီအပြေကျင်တယ်ငွေကြေးကန်ကောင်းကျင်တယ်အရောင်းဝယ်တွေတည့်ကျင်တယ်ရည်ရွယ်ချက်ရည်မှန်ချက်ကြီးကြီးမားမားထားကျင်တယ်2026ကနှစ်နှစ်ဦးကလည်းစပြီးတော့ဘဝကိုတိုးတက်ပြောင်းလဲကျင်တယ်ဆိုတဲ့လူတွေထွက်ကြည့်လိုက်ပါနော်တိတိကျကျကျွန်တော်တိတ်တိပြင်ပြီးတော့မှပို့ပေးမယ်အဲ82ဦး82ဦးကျွန်တော်စီမံပေးမယ်ပြနော်နဝင်း82ဦးကဘာကြောင့်လဲဆိုကျွန်တော်နဝင်းယူထားတာ82ကလည်းကျွန်တော် အကြောင်းရှိလို့82ဦးကိုစီမံပေးတာပေါ့နော်အဲ့တော့82ဦးပြည့်ရင်တော့ကျွန်တော်စီရပိတ်မယ်ကြာနော်ဒါကတော့ဥစ္စာတို့အကြပေါ့နော်စောစောကရရာကိုလည်းဘာမှမခဲရမှာလောက်ကြပါနော်အဲ့ဒါကျွန်တော်တို့အထောက်အကူပေးလာပါလိမ့်မယ်ဒီဖြောင်းနိုင်ရတော့ဒီလိုကျွန်တော်စီမံပေးလိမ့်မယ်ပြေပကံများပြေပကံများလည်းကျွန်တော်ထည့်ပေးလိမ့်မှာနော်အရှင်းနဲ့ထည့်ပေးလိမ့်မှာအဲ့လေဘဘလင်းဒီပေါ်မှာလေဘဘလင်းတင်ပြီးတော့မှာအဲ့လေဘဘလင်းအခွင့်ပေါ်မှာထွင်ရမှာပြောင်းနိုင်အောင်အားလုံးနားလည်မယ်နော်ကျွန်တော် အားလေးလာပြောတာပါအဲ့ဒါ2026 ကုန်ဒီ2025ခုနှစ်ကုန်ပြီဆိုရင်2026ဇန်နဝါရီလတရက်နေ့ညမှာစထွက်မှာဟုတ်ပြီနော်ကြည့်အားလုံးအရှင်ပြတိုးတဲ့အောင်မြင်ကြပါစေအခက်ခဲမှန်တယ်မြတ်စစ်လွတ်မြောက်ကြပါစေပေးစရာကြံ့ကြံ့နေတဲ့ငွေအကျွေးများလည်းအများဆုံးပေးနိုင်ဆက်နိုင်ကြပါစေရစရာကြံ့ကြံ့နေတဲ့ငွေအကျွေးများလည်းအများဆုံးလက်ဝဲပိုင်ပိုင်ရရှိကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းသာယာကြပါစေဗျာ